တချို့သိပ္ပံပညာရှင်တွေကတော့ဒီဆာဟာရာမြေလုံးဟာအထရတဲ့သမုဒ္ဒရာမှာရှိတဲ့ကြဆုံးနေတဲ့အထရတဲ့မြို့တော်ရဲ့အကျွေးကြံလို့ယူဆကြပါတယ်။နဂါဒေတာအလော၆တိတာကြောင့်ရေကိုအလော်တာပို့ထားကြပါတယ်။တချို့ပုံတွေဟာရေနဲ့သစ်ဆိုင်တဲ့တရစ်ဆန်တွေကိုပို့ဖို့ထားတာတွေ့ရပါတယ်။အဲ့ဒီတွေ့ပေါင်းကြီးကိုကမ္ဘာမတက်တဲ့အောင်1998ခုနှစ်ကလေလံရေးလုပ်ငန်းတစ်ခုပြုလုပ်ခဲ့ပါတယ်။တွေ့ကြီးရအပေါ်ရမှာလပ်ပါတဲ့အနေထားရှိပေမဲ့အောက်ခြေမှာတော့မောင်မိုင်းနေတယ်လို့ဆိုပါတယ်။ ွေးကောင်းနေတဲ့တက်တော်ဒီမြေခွေးပုံစံတိပ္ပကြီးတွေနဲ့ရုပ်ပင်ဆန်းကျဲတဲ့တက်တော်ကိုအမည်မသိအရာတစ်ခုခုကတမင်များကွေးကောင်းထားသလားလို့ထမန်းရလာအောက်ကိုတောအုပ်ကြီးထဲကတိပ္ပတွေအားလုံးရဲ့ပေစီတွေဟာထေပေါ်လောပြီး90ဒီဂရီအထိကွေးညွှန်းနေသလိုအင်္ဂလိပ်စာလုံးကြီးနဲ့မြန်မာကနန်းနှိမ့်နဲ့စေတူတဲ့ပုံတံမြေခွေးပုံစံတွေဖြစ်ပေါ်နေကြပါတယ်ဒီတက်တော်မှာတိပ္ပစုစုပေါင်း400နီးပါးရှိပြီးတော့အပင်တွေအားလုံးကဘာလို့မြေခွေးပုံစံတွေဖြစ်ပေါ်နေလဲဆိုတာကိုတော့ဘယ်ကျွမ်းကျင်ပညာရှင်ကမှတိကျမဖို့နှုတ်နဲ့သိပါဘူး ဒီတောအုပ်ကြီးကတော့ပူရာနိုင်ငံဂရဖီနိုမြို့နီးမှာတည်ရှိတဲ့ထေစုတောအုပ်ကြီးပဲဖြစ်ပါတယ်ဒီထေစုပေတွေကို1939အစောပိုင်းအချိန်တွေကဆက်ပြုတ်ခဲ့တယ်လို့ခန့်မှန်းရပြီးတော့ဒီထေစုပေတွေရဲ့တည်တန်းကတော့နေပေါင်း100နီးပါးရှိနေပြီဖြစ်ပါတယ်တွေးရည်တခေါ်ရန်ဖုံးလို့ခေါ်တဲ့အနေအောင်သွေးရည်တခေါ်ဟာဖြူခွေးတဲ့နေတုတွေအပြည့်ဖြစ်နေတဲ့အာရဏိကတိုက်တဲ့နေရာမှာတည်ရှိတာပါဒီသွေးရည်တခေါ်ကိုလောခရတဲ့နေပေါင်းတရာကျော်လောက်ကဘူမိဗေဒပညာရှင်တီလာဆိုတဲ့သူကစက်တွေတွေ့ရှိခဲ့တာပါ ဒီကြီးတခုဟာကမ်းပါအသေးသေးလေးတခုကနေစီးချနေတာဖြစ်ပြီးတော့နေရာတနေရာမှာပဲခွဲ့ပြီးအနေရာဖြစ်နေတာပါအတော့တခုခုနှစ်မှာတော့လိလရေလောက်တဲ့လူတစုဟာဒီသွေးရည်ခုံဘေးကကြက်ဆောက်တွေမှာစားတတ်တွေပေါဝင်နေတာကိုသူသိခဲ့ရပါတယ်ဒါပေမဲ့ဒီစားတတ်တွေဟာရေကိုအနေရာပြောင်းစေရလောက်တဲ့အထိတော့မများပါဘူးဒါပြင်ရင်ကြီးတွေကပြောင်းသွားတာမျိုးဖြစ်နေတယ်လို့ယူဆကြပေမဲ့ဒီသွေးရည်တခုနီးတစ်ပိုင်းမှာပဲအနေရာရင်ကြီးတွေကမှမတွေ့ရပြန်ပါဘူးအဲ့တော့ဒီသွေးရည်တခုကလည်းတိပ္ပဉ္စစီတီအဖြစ်ဆာမတွေ့နေသေးတဲ့ကဘာပေါ်ကကုချာဆက်ပြတ်တဲ့နေရာတစ်ခုဖြစ်ပေလိဆက်ဆံပဲဒီစီနေပါတယ် ဆာဟာရာသက်ကရယာမြေလုံး IOTS ဆာဟာရာလို့ခေါ်တဲ့ဒီဆာဟာရာသက်ကရယာမြေလုံးဟာဆိုရင် အာဖရိကတိုင်အနမတ်ပိုင်းမှာတည်ရှိတဲ့မော်ရီတီးယားနိုင်ငံရဲ့ဆာဟာရာသက်ကရယာတိမ်မှာတည်ရှိတာပါအနှံ40ကီလိုမီတာ25မိုင်ခန့်ရှိပြီးတော့အာကာသကနေကြီးမားတာတွေလက်ပတ်ကွင်းပြည်တံကိုထိစားစားမြင်နေတာပါချွေရီမီတာပောက်ခွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ geological drought တစ်ခုဖြစ်ပြီးတော့အတွဲပိုင်းကိုနေဝင်နေတဲ့ကြောက်လာတွေနဲ့ဖွဲ့စည်းထားတာပါတချို့သိပ္ပံပညာရှင်တွေကတော့ဒီဆာဟာရာမြေလုံးဟာတတ်တရတဲ့သမုဒ္ဒရာမှာရှိတဲ့ကြာဆုံးနေတဲ့ အထရတဲ့မြို့တော်ရဲ့အကျွေးကြံလို့ယူဆကြပါတယ်။ဒါပေမဲ့ခေတ်တိတ်ပြပညာရှင်တွေကတော့ဒီယူဆကိုငြိမ်းဆုပ်ထားကြပါတယ်။ဒီဆာဟာရာမြစ်လုံးကို1960ပြည့်နှစ်မှာဂျင်မီနီအကာသရင်မှုတွေကအကာသလောပြန်ကနေတစ်ဆင့်တပ်ပုတ်ရဲကူးခဲ့ပြီးတော့နောက်ပိုင်းမှာဂျူဒူတပ်ပုတ်တွေကနေဒီပြူးခဲ့တာပါ။ဒေသကဘဘဘသာစကားရဘူရတ်နက်ချက်ဆာဟာရာရဲ့နှလုံးသားလို့အဓိပ္ပာယ်ရပါတယ်။ဘူမိပိနာသွေးစစ်ရှိတွေအရဒီနေရာဟာကမ္ဘာမျက်နှာပြေဖွဲ့စည်းပုံနဲ့ကျောင်းတော်တွေရဲ့ယူရီးယားဖြစ်စစ်တခုဖြစ်ပြီးတော့နေတန်းပေါင်း100ကနေ600အကြမ်းမှာဖြစ်ပေါ်ခဲ့တာလို့ခန့်မှန်းကြပါတယ်။ ဒါကနေကတော့ဒါကိုနတ်ဘုရားရဲ့မြင့်လုံးလို့သတ်မှတ်ထားကြပါတယ်။မော်ရတီယားနိုင်ငံကိုရရှိလာတဲ့ကမ္ဘာလက်ခီးသွားသည့်အတွက်ဟာရီကော့ပြတ်တမ်းမှုတွေကနေစေဒီဆာဟာရာမြင့်လုံးကိုလေ့လာနိုင်ပြီးတော့ဆာဟာရာတဲကတဲ့ရဲ့ထူးခြားတဲ့မြေခွေးတွေကိုပါခံစားနိုင်ပါတယ်။ဒါပေမဲ့ဒီသားတွေရဲ့ဥဒုပြစ်ထန်မှုနဲ့လမ်းမဆက်သွယ်ရေးခက်ခဲမှုတွေကြောင့်တောင်းရလည်းပတ်သူတွေအနေနဲ့ပြင်ဆင်မှုပြည့်စုံဖို့လိုအပ်ပါတယ်။ဆာဟာရာတဲကတဲ့ရဲ့ကမ္ဘာအကြီးဆုံးဥပွေးချောက်တဲ့တဲကရာတစ်ခုဖြစ်ပြီးတော့တူနီးဆာအယ်ဂျီးရီးယားစတဲ့နိုင်ငံ၁၇နိုင်ငံကိုဖျက်ဆီးတာပါ။ ဒီဆာဟာရာတဲခရယာမြေလုံးဟာဘူမိပိဒရေကြီးမှုနဲ့စိတ်ကူးရစံမှုတွေကိုပေါ်ဆထားတဲ့သဘာဝအဖွဲတစ်ခုဖြစ်ပြီးစီးနေပါတယ်ဒီဖွဲ့စည်းပုံကကမ္ဘာကိယာစနေရဲ့လူပဲချစ်တွေကိုဖော်ထုတ်ဖို့အတွက်အဓိကတော့ချက်ဖြစ်တဲ့ပြပညာစနေကဆင်းရဲနေတာလေးရဲ့ရှိပြီးတော့အာဖရိကတိုက်ရဲ့အမိုင်းမွေအမွေနဲ့တစ်ခုဖြစ်နေဒီစီးနေပါတယ်နာကလိုင်းနာကလိုင်းလို့ခေါ်တဲ့နာကမြင်းချောင်းတွေဟာပြည်သူနိုင်ငံတောင်ပိုင်း၆သိပြီးကျက်ပြောတဲ့လက်ခံရရပြမှာထူးခြားဆန်းကျက်စွာဒီစီးနေတဲ့စီဟောင်းမြေပြပကြီးကြီးတွေပဲဖြစ်ပါတယ် ။လောကရနေပေါင်း2000ကျော်ခန့်ကနာကာနဲ့ပါရာကတ်ရဲ့ဂျီမူကလူတွေဖန်တီးခဲ့ကြတယ်လို့ယူဆရတဲ့ဒီပုတ်လေးဟာဘာသာမိုင်းပညာစီတွေနဲ့ဆေးဟောင်းသုတေသနပညာစီတွေအတွက်ဒီကနေ့ထိဖြစ်စေမရတဲ့ပုံစံတစ်ခုဖြစ်ရပ်တည်နေဆဲဖြစ်ပါတယ်။နာကာလိုင်းဆိုတာဘာလဲ။ဒီလိုက်တည်းဟာမြေကြီးမြေနဲ့ပြပုံကအနီရောင်အညရောင်ကြောက်စရစ်ခဲအလွာတကူဖယ်စားပြီးတော့အောက်ကပူပြီးဖြုတ်ထွက်တဲ့အဝါရောင်မိခိုးရောင်မြေသားကိုပေါ်အောင်လုပ်ပြီးရေဆွဲထားတာပါ။ပုံတွေရဲ့အနစ်ကလေးလေးမားကနေ6လေးမားလောက်ပဲနစ်ပြီးမြဲ။ တချို့ကုတ်တွေကတော့ပေး400လောက်ထိစီရရပါတယ်။သူတို့ရဲ့ area studio မိုင်ကတော့19မိုင်လောက်ရှိပြီးစုစုပေါင်းအစီကမိုင်100ကျော်ပါတယ်။ဒီပေါ်တွေရဲ့အဝေါ်စီယာကောင်းဆုံးချက်ကတော့မြေပြေပေါ်ကနေကြည့်ရင်တဲလောက်စား၄တိကူပဲမြင်ရပြီးတော့အမြင့်ပြေ900လောက်ကနေလေရင်နဲ့ကြီးမတ်တာဟိုအပိစုကိုကောင်းစားမြင်နိုင်ခြေပဲဖြစ်ပါတယ်။1928ခုနှစ်ခုနှစ်မှာပီရူလီဂျာလိုင်းပိုင်စင် Magian Sisk ကလေရင်နဲ့ပြတ်တန်းစင်မှာပထမဆုံးသတိပြုမိခဲ့တာပါ။ ဂျပန်တရားပညာရှင်မေရီယန်ရချင်ကလည်းဒီနေရာမှာနေပေါင်း40ကျော်နေထိုင်ကလိုင်းဒီကိုကောက်ကိုခက်ပြီးတော့တဲခတ်တရားရဲ့ရူဘစ်ဆန်းကျင်မှုဆိုတဲ့စာအုပ်ကိုရေးသားခဲ့ပါတယ်။2020ပြည်နှစ်မှာတော့ဂျူဒင်းတက်ပုတ်တွေနဲ့လိုင်းသက်တရားကျုပ်ကိုထပ်မံတွေ့ဆခဲ့ပြပါတယ်။ဘာကြောင့်ဒီလိုင်းဒီကိုဖန်တီးခဲ့ကြတာလဲ။နောက်ကလိုင်းဒီရဲ့ရည်ရွယ်ချက်ကိုတော့ဘယ်သူမှအတိအကျချက်မသိကြသေးပါဘူး။ဂျပန်ပညာရှင်မေရီယန်ရချင်ရဲ့ယုံကြည်ချက်အရဒီလိုင်းတွေဟာ နေလကျဲတွေရဲ့လှူဆောင်မှုကိုမတန်းတက်ထားတဲ့ကြီးမားတဲ့နက္ခတ္တဗေဒပြည့်ကတိတစ်ခုဖြစ်ပြီးတော့စိုက်ပြည့်ရေးအတွက်ရတ္တဂုတုခံမှဖို့အသုံးပြုခဲ့ကြတယ်လို့ဆိုပါတယ်။မြောက်ပိကူလေးယုံငမန်းကောလာလာမလို့ခေါ်တဲ့ဝမ်ဘန်တပိပုံလက်ခြေတော်တွေပါတဲ့လူသားပုံတွေပြင်ဂျီယိုမက်ထရီပုံတွေဖြစ်တဲ့ထရီဂန်စတူဂန်ဆက်ဝိုင်းလေကောက်ကြောင်းတွေကိုပါထပ်သေးကြီးဆွဲထားတာပါ။အဲကြောင့်ဒီပုံတွေဟာမိုးရင်ရက်စီဖို့နတ်ဘုရားတို့ကိုပူဇော်ပတ်သက်တဲ့ဘာသာရေးထုံထမ်းအစစ်အလောက်တွေနဲ့လဲဆက်ဆက်နေနိုင်ပါတယ်။ ။တိပ္ပဏိကျအထောက်ထားမရှိပေမဲ့လူများစိတ်ဝင်စားတဲ့ theory တစ်ခုကတော့ဒီပုံတွေဟာဂျူသားတွေရဲ့ရည်တွေစစ်တဲ့ဖို့ဒါမှမဟုတ်စစ်တဲ့ရည်အတွက်ရည်ဆက်ခဲ့တယ်လို့ယူကြည်ကြပါတယ်။ဒီလိုက်တွေဟာမြေအောက်ရေချောင်းလမ်းတွေဒါမှမဟုတ်ရည်အရင်းကြီးတွေကိုညှော်ပြဖို့ဖန်တီးခဲ့တာဖြစ်နေတယ်လို့လည်းယူဆကြပါတယ်။နောက်ကလိုက်တွေနဲ့နိနိကကတိစီနေတဲ့ဖူခွီရိုစ်လို့ခေါ်တဲ့ဆီဟောင်းရည်များစနစ်တွေဟာဒီ theory တွေကိုပုံမခိုင်မှစေခဲ့ပါတယ်။ဒီလိုက်တွေဟာယေစုနှစ်ပေါင်းများစွာကြာလာပေမဲ့ပုံမှန်အတိုင်းမပြည့်မစည်းပဲစီနေချေရဲ့အဓိကအကြောင်းရင်းကတော့ နာကဒေတာရဲ့အလော၆သိတဲ့ရတ္တိဥဒုဒေတဲ့နေပါချီတွေကြောက်ပါဒီလိုတဘာပဝန်းချီအချင်းတွေကြောက်ဒီစီဟောင်းလက်ရတွေဟာပုံမှန်အတိုင်းဒေတာနေတာပဲဖြစ်ပါတယ်ဒီနာကလိုင်းတွေဟာစီဟောင်းလူမျိုးတွေရဲ့ထူးခြားတဲ့အမှုပညာလက်ရအသိပညာနဲ့ရည်ရည်မှုတွေကိုဖော်ညွှန်းနေပြီးတော့ကမ္ဘာပေါ်မှာဒီလိုအကြီးစားနဲ့တိကျတဲ့အမည်ပြကြီးကားမျိုးမယ်နေရာမှာမရှိသေးပါဘူးနာကမြင့်ကျောင်းတွေဟာစီဟောင်းလူသားတွေရဲ့ဉာဏ်ရည်ဉာဏ်သွေးအင်ဂျင်နီယာကျွမ်းကျင်မှုနဲ့ဘာသာရေးရုပ်ကြည်မှုတွေကိုထိန်းစေတဲ့ကမ္ဘာအဖွဲ့တစ်ခုဖြစ်ဒီစီးနေပါတယ် သူတို့ရဲ့ရည်ရွယ်ချက်နဲ့ဖန်တီးမှုဤပညာတွေဟာဒီကနေ့တိုင်ပဲပေရီဖြစ်နေဆဲဖြစ်ပြီးတော့သူတွေတည်းအတွက်စေခမှုတရားဖြစ်ရည်တည်နေဆဲပဲဖြစ်ပါတယ်။ဒါကြောင့်လည်းဒီတကားလိုက်တကူ UNESCO ကကမ္ဘာဆေးဟအမွေနဲ့တကူဖြစ်သတ်မှတ်ထားပါတယ်။ဒီအမွေနဲ့တကူကောက်ခွက်ဖို့အတွက်ပေရူအစိုးရနဲ့ UNESCO တို့ကခီးတွားလုပ်ငန်းကိုကတ်တန့်ချင်းဒီဂျစ်တယ်စောင့်ကြည့်ချင်းစတဲ့နည်းစနစ်တကူတက်ဆင်ဆောင်ရွက်လေးရှိပါတယ်။ကမ္ဘာအကြီးဆုံးအပြာရောင်တွင်းနေကြီးဒီအပြာရောင်တွင်းနေကြီးဟာဆိုရင်တကယ်ကိုထူးခြားအံ့ဩဖွယ်ကောင်းတဲ့နေရာလေးဖြစ်ပြီးတော့ နိုင်ငံရေးရေးကခီးသွန်းတည်းရဲ့စိတ်ဝင်စားမှုအများပြားကိုလက်ခံရစီပြီးတော့မြေစုတကာကဖန်ဆာဆွဲဆောင်နိုင်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ Great Bruhole လို့ခေါ်တဲ့ဒီပြည်ရာတွင်းနဲ့ကြီးဟာ Billis မြို့တော်ကနေမဲ60အကွာမှာတည်ဆည်ပြီးတော့ကမ္ဘာအကြီးဆုံးပင်လယ်တွင်းနဲ့ကြီးပဲဖြစ်ပါတယ်။ဒီပြည်ရာတွင်းနဲ့ကြီးလို့ခေါ်တဲ့ပင်လယ်ပြင်တွင်းနဲ့ကြီးဟာကြီးလေအေးမြနေပြီးတော့တခါမှမမြင်ဘူးတဲ့ရင်းနေတဲ့တော်ဟာအထူးဆန်းတွေရင်းကြီးမော်နွယ်ဝေပေတွေကတောင်ရက်လက်ပတ်သူတွေခီးသွားတွေကိုတဘာဝခန့်စားမှုအပြည့်အဝပေးစမ်းနေတဲ့ဆင်းနေပါတယ်။ ီတွင်းနဲ့ကြီးကတော့အနည်း125မီတာစီးပြီးတော့မီတာ300ခန့်လောက်ကျယ်ပြန့်ပါတယ်။အဲ့ဒီတွင်းနဲ့ကြီးဟာနေပေါင်း6500ခန့်ကပရေရီမျက်နှာပြင်မြင့်တက်လာမှုကြောင့်ဖြစ်ပေါ်လာခဲ့တာပါ။ဝါလကီသွားတွေကတော့ဂျူပန်းရင်ကုန်သမားတွေနဲ့အတူနေ့စဉ်နေ့တိုင်းရေအောက်ထံကဗရဝအထူးဆန်းတွေကိုဆင်းပြီးတော့ဆောက်ဝေနေကြတယ်လို့သိရပါတယ်။ပလင်ဆန်းကရေတက်တက်ဆော့အလိုများတဲ့ဒီတွင်းနဲ့ကြီးထဲမှာတော့ထူးဆန်းတဲ့ငါးတွေတခြားသက်စီးတွေနဲ့ရင်ကုန်သမားတွေကြားမှာနေ့စဉ်နေ့တိုင်းတက်လူစိတ်ခုပ်ခွဲတွေဖြစ်ပေါ်လေးရှိတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ဒီ Great Blue Hole ဟာ UNESCO ကကမ္ဘာဆေးဟောင်းသမိုင်းဝင်အနေအထားပြသမှတ်ထားပြီးတော့ Village Barrier Reef Research System ရဲ့အဓိကစိတ်ပိုင်းတစ်ခုဖြစ်စီနေခဲ့ပါပြီ။အဲ့ဒီတွေးပေါင်းကြီးကိုကမ္ဘာမှတ်တမ်းတင်တဲ့အောင်1998ခုနှစ်ကလေလံရေးလုပ်ငန်းတစ်ခုပြုလုပ်ခဲ့ပါတယ်။တွေးကြီးကအပေါ်ရမှာလပတဲ့အနေအထားရှိပေမဲ့အောက်ခြေမှာတော့မောင်မိုက်နေတယ်လို့ဆိုပါတယ်။လေလံရေးလုပ်ငန်းလှုပ်ဆောင်ရင်းနဲ့ရင်းကုန်သမားတွေဟာတွေးရဲ့အောက်ခြေမှာရင်းကုန်သမားနဲ့ဦးရဲ့ရုပ်အလောင်းတွေကိုစာပွေတွေးဆခဲ့တယ်လို့ဆိုပါတယ်။ ခုနောက်ပိုင်းမှာတော့ great through ဟိုတွင်းနဲ့ကြီးဟာကြည်လင်နေတဲ့ရေထဲမှာစစ်တူရေငါကာရေဘီယံတန်တာချက်တန်းကမန်းနဲ့တခြားအရွယ်မရောက်သေးတဲ့ငါမျိုးစိတ်များစွာကိုတိစက်ခွေရနေပြီးတော့ပန်းဖြေရင်ကုန်သမားတွေကြားမှာဆွဲဆောက်ထားနေတဲ့နေရာတခုဖြစ်နေခဲ့ပါပြီ။ဒါဆက်ကုနေက Discovery Channel မှာကဘာပေါ်မှာရှိတဲ့ကဘာအဖွဲအကောင်းဆုံးနေရာဆက်ခုရှိထဲမှာဒီ great through ဟိုတွင်းနဲ့ကြီးလည်းတခုအပါဝင်ဖြစ်ခဲ့ပါတယ်။သူဆန်းစာယူရရနေတဲ့ချက်တုံးများ that very nissan ပါဟာအမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်မှာရှိပြီးတော့အပူပြင်းဆုံတဲ့အချောင်းသိဆုံအရင်မျက်ပြစ်ထစ်အနှိပ်ဆုံအမျိုးသားဥယျာဉ်တစ်ခုလည်းဖြစ်ပါတယ်။ဒီကသုံးတန်းကျော်ကျဝလာတဲ့ဂါရာယကြီးတစ်ခုလည်းရှိနေပြီးတော့သူ့ရဲ့ဘေးမှာတော့ပေပန်းသောင်းကျော်ခံမြစ်ပြီးနေတီဖိုးနေတဲ့တောင်ထွက်တွင်အယောက်ဆုံးကြောက်လွတ်တွေထပ်ထပ်ပြီးဖြစ်ပေါ်နေတဲ့တောင်တန်းကြီးတွေဝန်းရံနေပါတယ်။အဲ့ဒီ dead berry နဲ့စနေပါဟာခီလန်ပန်းခက်ခဲကြထန်းလို့တဲ့နေရာမှာရှိပြီမဲ့လို့တနေ့မှလူဦးရေ9000ကျော်ခန့်သွားရောက်ပြီးအဘဝစုခင်းတွင် ါထဝီဝေမြေပြင်အနေထားပြောင်းလဲလာပုံတွေစိခိကြောက်လော်တွေနဲ့တောရဲတရိစံတွေတက်ပက်တွေခြောက်သွေ့နေတဲ့ကရရစုခင်းတွေညစုခင်းတွေကိုလိလကြည့်စုဖို့နဲ့တောင်တဲဖို့အတွက်တွားရတာကြပါလားအဲ့ဒါလိုပဲဆွေဆာကြသူတွေဟာဒီဒီသားကိုဖြတ်တန်းအချိန်မှာလူပါများစွာအသက်ဆုံးဆုံးခဲရတာကြောင့် death berry ရဲ့လို့နာမည်တွေ့လာခြင်းပဲဖြစ်ပါတယ်အဲ့ဒီ death berry နဲ့စနေဖာမှာရှိတဲ့ restrict player ကွေးပြေကတော့သူဆန်းအောင်အောင်ဖွဲ့ကောင်းအောင်ကိုပဲယူရီယာနေတဲ့ကြတုံကြီးတွေကြောင့်ပို့ပြီးတော့လူတိများထင်ဆန်းပါတယ် this very much see that the restrict prayer ခွေပြကြီးဟာတောက်တန်းတွေအထက်ထက်ဝိုင်းရနေတဲ့ကြားကတဘာဝတိုင်းဖြစ်ပေါ်နေတဲ့ခွေပြကြီးဖြစ်ပြီးတော့တမအချိန်မှာခွေပြဟာရည်တုဖုံးလွှမ်းနေတဲ့ရေကန်အဖြစ်မြင်တွေ့နိုင်ပါတယ်။ဥပြေချောက်တဲ့နေရာဒီအချိန်မျိုးမှာကြာတော့ဒီ restrict prayer ခွေပြကတော့ရည်ဒီခန်းချောက်လို့ဆုံးနှတွေဟာအကွဲချောင်းတွေဖြစ်ပေါ်လာပြီးဆောင်းရတီမှာတော့ရည်ဒီခန်းနေတတ်ပါတယ်။ရည်ဒီခန်းချောက်သွားချိန်မှာတော့ယောက်ျားကြီးတယောက်မှနိုင်တဲ့အရွယ်စားဒါမှမဟုတ်ဒီရွယ်စားတဲ့အနှဲငယ်ကြီးတဲ့အနေထားရှိတဲ့အကြောင်းတွေဟာသူဆန်းအံ့ဩဖွယ်ရကောင်းလောက်အကိုပဲ ူနီသူဟန်နဲ့ဆုံးမြေပြေပေါ်မှာနေရရွေသွားနေတဲ့ဆော့ချောင်းတွေကိုတွေ့စီကြရပါတော့တယ်။ဒီကြောက်တုံးတွေရွေရရနေတဲ့အကြောင်းရဟာလောကထဲနဲ့ပေါင်းများစွာကတည်းကလူတိုင်းတွေ့အေဒီသူဖွဲ့ဖြစ်နေကြပါလေ။ဒီကြောက်တုံးတွေဟာလူဆွမ်းအားလူပျောကားကြောင့်မဟုတ်ပဲသူတဘာဝအတိုင်းအလိုလိုနေရရွေနေကြပြီးတော့ဒီ risk stress pressure ဒေသဟာရည်ဒီဥဒုကောင်းမွန်တဲ့နေရာတိလိုအချိန်မှတော့ခီးနံပါတ်ခက်ခဲကြံထမ်းတာကြောင့်လူပြန့်လို့တဲ့ဒေသလည်းဖြစ်ပါတယ်။ တွားလာဖို့ခက်ခဲပေမဲ့ညစွာတဲ့ဘူမိဗေဒပညာရှင်တွေဟာဒီနေရာကိုဆော့ဆော့ဆဆာတွားရောက်ပြီးတော့သူဆန်လာတဲ့ကြက်တုပ်တွေယူနေရတဲ့အကြောင်းကိုစိတ်ဝိတစားလေ့လာဆူဆန်းကြပါတယ်ဒီနေရာမှာဆောင်ရွက်ပြီလို့ရတဲ့ဥဒုဆိုးသွားပြီးနင်းမိုတဲ့တွေအချိန်မြေတိုက်ခိုက်နေတဲ့အချိန်ခါမျိုးမှာတော့ဘယ်သူမှသွားရောက်ဖို့မဖြစ်နိုင်ဘူးလို့ဆိုကြပါတယ်။လိုပဲချစ်တဲ့စီးနေတဲ့ restrict player မှာရေတွေခမ်းပြီး ။ဆွေပြည်ကြီးနဲ့တဖြည်းဖြည်းခြောက်သွားတဲ့အချိန်မှာတော့အကွမ်းချောင်းတွေဖြစ်ပေါ်လာပြီးတော့ညင်ညာပြက်ပြူးတဲ့မြေပြေပေါ်မှာကြောက်တုံးတွေယူရီးယားအရာကနေဖြစ်ပေါ်နေတဲ့လမ်းချောင်းတွေကိုအထင်ရှားတွေ့နိုင်ပါတယ်။တချို့ဘူမိပြည်တိုင်းပညာရှင်တွေကတော့ဒီဖြစ်ရဟာမြေပြေပေါ်ကဆွေပြည်မှာခြောက်ခင်စွစွနေတဲ့အချိန်မှာကြောက်တုံးမှာတကြန်နေဆဲရီကဲပြေခပ်ပပောင်းတွေကြောက်နေရာကနေတရရရွေ့စင်နေတာဖြစ်နေမှလို့ကောက်ချက်ချကြပြိမယ်တကယ်တမ်းတော့ဒီယူဆချင်းဟာလောကမှာကတည်းကလုံးမပြောနိုင်ပါဘူးဆွေပြည့်ချစ်တစ်ခုလုံးနဲ့ကြောက်တုတ်တွေအလုံး၆တဲ့သွားပြီးတော့ မချအဲ့ဒီထောင်းအူချင်းမြင့်မားတဲ့နွေရတီလိုအချိန်မြင့်မားတော့ဒီကြောက်တုံးတွေဟာထူးဆန်းစွာနဲ့ပဲယူဒီယန်နေတိုင်းကြက်တယ်လို့ဆိုပါတယ်ဒီလိုချောက်သွေးညဉ့်ညံနေတဲ့မြေပြင်ပေါ်မှာနေရရွေ့နေကြอยู่တာမကပဲကြောက်တုံးတွေယူဒီယန်နဲ့လမ်းကြောင်းဟာလည်းခန်းနေနေနဲ့ထထဆဆဖြစ်ပေါ်နေတာကိုထူးဆန်းအောင်အုပ်ဖွဲ့ရတွေ့ကြရပါတယ်ကိုပြင်းတဲ့ကိုရောက်လာတဲ့ကြောက်တုံးတွေကတော့အနီးနားကြောက်တောက်တွေဘုကနေလိတ်ဆဲကြလာတဲ့ကြောက်တုံးတွေပဲဖြစ်ကြပါတယ်မြေပြင်ပေါ်ချင်းကတောင်တွေကတော့အများအဖြစ်ဒေလူမဲကြောက်အမျိုးစားတွေဖြစ်ကြကြောင်းသိရပါတယ်ဒီ risk trip ပြရမှာဖြစ်ပေါ်နေတဲ့ကြောက်တုံးတွေယူဒီယန်နဲ့အဖြစ်ဖြစ်ဟာ လူသားတွေရဲ့ဆက်စပ်တိုက်ခေါ်မှုဆက်ချင်းကြံစည်မှုတွေကိုစိတ်ခွန်နေတဲ့အဖြစ်အပျက်တစ်ခုဖြစ်တစားစီနေပါတယ်။ဒီကိစ္စကိုတိကျဖြေထုတ်နိုင်ဖို့ကတော့ခက်ခဲနေသေးတယ်လို့လည်းဆိုပါတယ်။နောက်တစ်ထူးခြားချက်တစ်ခုကတော့ကျွန်တော်တို့ရွေရည်ရရင်လမ်းကြောင်းအားလုံးဟာမြင်းပြအနေထားတိုင်းရွေရည်ရနေခြင်းပဲဖြစ်ပါတယ်။နေစည်လေးလာချင်းတွေအရာကျွန်တော်တို့ဟာကိုစီလမ်းကြောင်းတိုင်းရွေရည်ရနေကြပြီးတော့တချို့ကျွန်တော်တို့ရဲ့လမ်းကြောင်းကတော့ဖြောက်တိုင်းစီနေပေမဲ့တချို့ကျွန်တော်တို့ရဲ့ရွေရည်ရရင်လမ်းကြောင်းကတော့ဖြောက်တတ်တာကနေပြီးတော့ရုတ်တရက်ချိုးကွေ့သွားပြီးတချို့ကတော့ နိုင်ငံတိတ်ဆောင်ကူးကောက်တဲ့လမ်းကြောင်းမျိုးတွေဖြစ်ပေါ်နေတဲ့တက်တယ်လို့သိရပါတယ်။ဒီကြတုံးတွေရဲ့ယူနီယံညာလမ်းကြောင်းကိုထည့်ဆားမိနိုင်ကြပြီမဲ့လို့ကြတုံးတွေယူနီတာကိုတော့မြင့်မြင့်ကူတွေ့ဘသူမှမမြင်ကြဘူးလို့ဆိုပါတယ်။ဘယ်အချိန်မှာကြတုံးတွေယူတယ်အစိမ့်ဘလောက်နဲ့ယူတည်ရတယ်ဆိုတာကိုလည်းဘသူမှတိကျမပြောနိုင်ကြပါဘူး။အချို့ကြတုံးတွေဟာပေါင်ချင်းအနေငယ်သာလေးပြီမဲ့လဲတချို့ကြတုံးကြီးတွေကတော့ပေါင်900ခန့်စီးတက်ကြပြီးတော့တချို့ကြတုံးတွေကအပြီးအနေငယ်သာယူတည်ရနိုင်ကြပြီမဲ့လဲတချို့ကြတုံးကြီးတွေကတော့ပြပါများစွာကွက်ဝေးအောင်ယူတည်ရတဲ့အကြောင်းသိရှိရပါတယ်။ အဲ့ဒီ discovery က literus raja ဒီတတ်တပိုင်းဟာလူနေအခြေလဲမရှိခီးလန်ပန်းလဲခက်ခဲကြတဲ့လုံးပါတယ်ဒီတော့လူသူမနီးအစော်ဖျားကြပြီးလန်ခီးကျန်တန်းရသူဥဒုဆိုးရတဲ့နေရာဒေသတစ်ခုမှာတဘာဝမဟုတ်တဲ့ကြောက်တုံးတွေရွေးနေတဲ့အကြောင်းဟာယခုချိန်ထိတော့သိပ္ပံပညာစီတီအဖြစ်ထုတ်ဖို့ခက်ခဲနေသေးတဲ့ပေဟရီတစ်ခုအနေနဲ့သာစီမင်းဆဲပဲဖြစ်ပါလေဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ကျွန်တော်ပရိသတ်တွေအနေနဲ့လဲဒီကြောက်တုံးတွေဘာကြောင့်ရွေးရတာဖြစ်နေလဲဆိုတာကိုကိုမမဝေရောက်ဆွေးနွေးပြီးသားကြပါဦးခင်ဗျဟုတ်ကဲ့ပါ ျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တဲ့ဘေးပညာစီတီအဖြစ်ဆံမတွေ့နေတဲ့ကမ္ဘာပေါ်ကထူးခြားဆက်ပြတဲ့နေရာတွေနဲ့ပတ်သက်လို့မတူညီတဲ့အမြင်လေးတွေကိုပရိသတ်တို့အနေနဲ့လည်းပေါ်မမဝေရောက်ဆွေးနွေးပြသနိုင်ပါတယ်။စောက်တိလိုက်ပါကျေးဇူးပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။